ဥမာအခုထိုင်းနိုင်ငံကနိုင်ငံရင်းသမားတရားအစိုးရညံ့ရင် ပြည်သူတွေဒုက္ခရောက်မယ်ငါပြတ်မယ်အခုလက်ရှိပြည်သူတွေကငါပြတ်ပြီးတော့တည်ကုန်ပြီအစိုးအစိုးရတုတ်ကူတူတော်နေတော့မယ်အဲ့ဒါဘယ်လိုလုပ်လဲတိတ်ကောင်းတဲ့စကားဗျာတို့တို့တို့တော့မစဉ်းစားမိဘူးအဲ့ဒါဘယ်လိုလုပ်လဲအစိုးရကောင်းရင်ပြည်သူတွေကောင်းစားအစိုးအစိုးရညံ့ရင်ပြည်သူတွေငါပြတ်မယ်ဒုက္ခရောက်မယ်အခုကပြည်သူတွေကဒုက္ခရောက်ကုန်ပြီ အစိုးရသူကသူဘာလို့ကောင်းတယ်လို့ကောင်းနေတော့လဲอืมအဲ့ဒါဘယ်လိုလဲအဲ့ဒီအရာကိုအေးအဲ့ဒါပေါ့အပြည့်စံတာပေါ့အကူပဲကျွန်တော်မှတ်မိတာပါကျွန်တော်ဟိုဒီကျွန်တော်အစိုးရနဲ့ပတ်သက်ပြီးကျွန်တော်ဝေဖန်ထောက်ပြတာကိုอืมဖောင်းတူတယ်ကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်နေပြီလေအခုဒါခင်ဗျားပြောတဲ့စကားနဲ့ကွက်တီးလေอืมကျွန်တော်ပြည်သူတွေဒုက္ခကြုံနေချိန်မှာအစိုးရသူကသူကောင်းတော့မဲဆိုပြီးတော့ဟစ်ကျွေးနေသလိုအောက်မှာရှိတဲ့အဲ့လုံနေတဲ့အရာကိုထပ်ပြီးတော့ဘောမနေတဲ့လူတွေကလည်းကောင်းနေတော့ဆိုတော့လေးတာမဟုတ်ဘူးတနည်းမဟုတ်ဘူး နှစ်နှစ်မဟုတ်ဘူးသုံးနှစ်မဟုတ်ဘူးလေးနှစ်လေးအကိုဟုတ်တယ်လေအခုစဉ်းစားကြအဲ့ဒါကျွန်တော်ခဏပြောနားတော့ဘာလို့တဘာဝတဘာဝတရားစကားပြောတာပြည်သူတွေအစိုးရညံ့ရင်ပြည်သူတွေဒုက္ခရောက်မယ်အင်းပြည်သူတွေအခက်ခဲနဲ့ကြုံရမယ်အခုကကျွန်တော်တို့ဟာကပြည်သူကပြည်သူတွေကစုပ်ပြတ်တက်ကုန်ပြီအစိုးရကငါကုငါတော့နေတော့မယ်ဆိုတော့ဘယ်လိုလုပ်သွားလဲအာဒါဆိုရင်နိုင်ငံကဒီဒီအနာကဘယ်လိုသွားကြတော့မလဲ ကောင်းကုဆောင်ကုဆောင်ကောင်းတဲ့စကားကဗျာဒီစကားဟုတ်တယ်ဘာလဲဒီလားอืมဝါမရှိပဲနဲ့ဝီလုတ်လုတ်တာအဲ့ဒီဝါမရှိပဲနဲ့ဝီလုတ်တဲ့အရာကိုနောက်ကလိုက်ထောက်ခံတဲ့လူတွေကလည်းဟိတ်ကြီးဟန်ကြီးနဲ့တကယ်ဟန်ဆောင်နေတော့ဟုတ်ကြီးထင်းနေတာอืมဟန်ဆောင်နေတာဟုတ်တယ်ဗျာတကယ်တော့ကိုပြည်သူကတော်တော်ဖြစ်နေပြီอืมစုပ်ပြတ်တတ်နေပြီဟိုကတော့ပဲပြောမယ်ဟိုကလည်းလက်လက်ရမျက်နှာမျက်စိတငယ်လေးอืม စာဝုန်နေအခက်ခဲတဲ့စုပ်ပြတ်တန်အပြီးအစိုးရကြတော့ကျွန်တော်တော်တယ်ငါကူငါဟုတ်နေပြီလို့ထောက်အောင်နေလို့တော့ဘယ်လိုသွားမလဲဘယ်လိုအဲ့လေအဲ့လိုလိုကြာကဲအဲ့ဒီအဲ့ဒီအကူတောင်ကျွန်တော်ညီကိုညောင်းဒီလေးပြောတဲ့စကားဒါနောက်ဆုံးပေးလေးပါတော့အနှစ်၄ပေါ့နော်อืมကိုယ့်အကူပြန်တုံးသက်ကြည့်ကြဗျာอืมခင်ဗျားတို့ပြည်သူတွေကိုယ့်အကူပြန်တုံးသက်ကြည့်ကြဘာလို့တို့ပြည်သူကစုပ်ပြတ်တက်ပြီးတိုင်နေဟိုဒုက္ခတွေရောက်နေပြီ လေးနှစ်ကျော်ကြာတဲ့အစိုးရတရက်ကအခုချိန်ထိသူတို့ကောင်းတော့อืมအဲ့လိုပဲပြောနောက်တစ်ခုရှိသေးတယ်ဟိုနေ့ကဟိုကုသလေးရာခိုင်နှုန်းထောက်ဟိုပါဖြစ်တယ်ဆိုတော့လွဲနေတယ်လေဦးလင်းကျွန်လိုက်ထဲမှာပြောရပါတယ်လွဲနေရအများကြီးအဲ့လွဲနေတဲ့အရာကိုကျွန်တော်တို့ကပါလေခောက်ရိုးခမရလို့လိန်ငယ်ညာခဲ့တဲ့ဇကားတွေဒီဒီလို့တလိုင်းမင်းတလိုင်းလာမယ်တို့တချောင်းမင်းတချောင်းလာမယ်တို့เนาะဒီလိုမျိုးတွေပြောနေတဲ့အရာမျိုးတွေ ਨੇ ဒါကျွန်တော်တို့ကအဲ့လိုပြောတဲ့ခါကျတော့ဖောင်းထုတယ်လို့အပြည့်ပြောအပြည့်ပြောတာမဟုတ်ပြ ျွန်တော်ကိုကျွန်တော်ကြည့်ပြောနေရမို့ကျွန်တော်တို့ထက်ပိုပြီးတော့ဒုက္ခရောက်ဆုံးပြတ်နေတဲ့ပြည်သူကိုကျွန်တော်ကြည့်ပြောတာတကယ်များခေါင်းဆောင်ပြီးသားခဲ့ရင်တာဝန်ယူမှုတာဝန်ခံမှုရှိခဲ့မယ်ဆိုရင်လူတွေလူတွေတော့ပြောင်းတင်ပြီဟမ်လူတွေတော့ပြောင်းတင်ပြီတော့မဟုတ်သူတို့ချိန်မှာအခုကျွန်တော်သိတယ်ကျွန်တော်ကြိုပြောမယ်သူတို့ချိန်မယ်ဘယ်လိုပုံစံနဲ့ချိန်မလဲဆိုရင်ငါပြီးငါတာသမီအဲငါပြီးငါတာသမီလည်းပါတယ်နောက်တစ်ခုကစက္ကစားလုပ်ခဲ့တဲ့ခြေဥအတိုင်းပဲ ပြန်လဲပြောဆိုပိုင်ပွဲဒါမဲ့ကျွန်တော်တခုပြောမယ်အဲအဲ့လိုပြောသွားပြီးသားလိမ့်မယ်ကျွန်တော်ပြောဒီအခုအစိုးရတွေကစကားစနဲ့အရင်ကတည်းကဆက်နွယ်တဲ့လူတွေကြီးပဲကျွန်တော်မြင်တယ်ဒါကကျွန်တော်ကဆွဆွဲတာမဟုတ်ဘူးနော်ခင်ဗျားပြောတာဆွဆွဲတာမဟုတ်ဘာကြောင့်လဲဆိုတော့လုတ်ရက်နဲ့ဟွာတွေကဘာဖြစ်လို့စကားစအနည်း90လုံးလုံးအုပ်ချုပ်လာတာစကားစလက်ထဲမှာပဲသူတို့ကြီးပင်းလာတာဒါပေမဲ့အဲ့ဒီအသွေးမပါလာဘူးဆိုတော့ဘယ်သူမှမပြောနိုင်ဘူးอืมဟုတ်လားအခုတို့ဆုံးချက်တွေကိုကြည့်ပါ လုံဆောင်ချက်ကိုကြည့်လိုက်တဖြည်းဖြည်းနဲ့တိတ်တာလားအရင်တိတ်တာလေစကားစဒီဇိုင်းနဲ့တိတ်မကွာဘူးမကွာဘူးမကွာဘူးရှင်းရှင်းပြောပြစကားစအသေးအသေးလေးတွေပြောတာလို့ပဲအပြောအဆိုလေးတော့ပဲနည်းနည်းနားထောင်လို့ကောင်းတယ်နားထောင်လို့ကောင်းတာအဲဟိုအဓိကပြပြောမှဆိုရင်ပါတီအင်ကြီးလေးဝစ်ထားတာလောက်ပဲငါအမှန်တရားဆိုပြီးသားဖြစ်နေတယ်ဒါပေမဲ့သူတို့ရဲ့တကယ်အတွင်းတန်တန်စိတ်ထဲမှာအတွင်းတန်တန်စိတ်ထဲမှာစကားစစကားစတတိပါပြီဟုတ်တယ်လူမျိုးကြီးဝါဒပါပြီလားလူမျိုးကြီးဝါဒမပါဘူးစေဘာဖြစ်လို့အခုချိန်ထိသူတို့မလိုက်စီယုံတယ်လဲဒါမဲ့ဒီ တိုင်းရင်းသားတွေကလည်းစီယုံရဟိုတကယ်ဟိုမြတ်မယုံတော့တာကိုမယုံတော့တာသူတို့လည်းထိပါများတော့လည်းမယုံတာဒါမဲ့တိုင်းရင်းသားလည်းနဲ့ကန်တဲ့အဖွဲ့တွေကလည်းသူတို့ဒီဥစ္စာကိုသူတို့မလိုလားချင်းလိုလားလို့အထသူတို့အရင်ကထားအော်တာပေါ့တိုင်းရင်းသားလက်နဲ့ကန်ဆိုတော့လည်းတကယ်တိုက်တဲ့တိုက်ချင်တဲ့တိုင်းသားလက်နဲ့ကန်ရှိသလိုတကယ်မတိုက်ချင်ဘဲနဲ့အစိုးရနဲ့အပြရိုက်ပြီးတော့လှုပ်ရှားနေတဲ့တိုင်းသားလက်နဲ့ကန်ဖွဲ့စည်းရှိတယ်ဒါမဲ့လူကတော့စာဝုန်ကြီးပေါ့ဥမာပြောရမယ်အာကျွန်တော်တို့စာဝုန်ကြီးဒါပေမဲ့ မင်းတို့ဒီဒီဒီတရက်လေးမစားဘူးနဲ့မင်းတို့သိသွားမလားမသိဘူးอืมဒါမဲ့ဒီအလုပ်တစ်ခုကိုပြီးအောင်လုပ်လိုက်ဒါပဲနောက်စေအေးစေးတတရရနဲ့နေသွားလို့ရအောင်ဒါပဲအေးအေးရေရှည်ကိုမတွင်းမှကျွန်တော်ညီမနိုင်ငံသားတွေကြရေရှည်မှာဒီစနစ်စိုးစားအမြင့်ဖြတ်လိုက်ငါတို့ရှေ့မှာဘလို့ဒီစိတ်လုတ်ကိုလွတ်နဲ့နေရမလဲဆိုတော့သူတို့မတွေးကြဘူးမတွေးကြဘူးဟိုအဲ့ဒီလိုမတွေးရတော့အောင်ဘယ်သူကလုတ်လဲဆိုရင်နိုင်ငံအတွက်ပါဆိုပြီးတော့လက်သုံးချောင်းထောင်နဲ့ထောက်ဖို့သခိုးတွေလောက်တာ ဟုတ်တယ်လေပြည်သူကိုခြေထည့်တာတခုအခုတခိုးတည်းဒေါ်လန်ရေးပြီးမှဘူအရင်တို့ကစကားဟိုစကားစားထက်တော့တို့တို့ကြောက်နေတယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုဖြစ်နေရတယ်ရှက်စရာကြီးနောက်ကျွန်တော်နိုင်ငံကဒီကဘာပေါ်မှာလိန်လို့အကောင်းဆုံးကကျွန်တော်တို့မြန်မာနိုင်ငံသားလေစကားကြီးချူတတာနဲ့ပြောလိုက်ရင်ဖင်မှာချသွားအာ ပြောင်းပြောင်းမပြောင်းကျွန်တော်တို့လူလူတွေပေါ့အေးဟုတ်ပြီအဲ့ဒါကျွန်တော်တို့လူလူတွေကိုယ့်ကိုနှိမ်ကြလည်းမလုပ်ဘူးပဲကျွန်တော်တို့ကစိတ်စိတ်ဆိုတော့ချမ်းသာလို့မဟုတ်ဘူးတရားသေးရှိလို့မဟုတ်ဘာဒီကဦးကလာပြီးတော့အကူအညီတောင်းတဲ့လူကိုခင်ဗျတယောက်တည်းကိုခင်ဗျကြည့်တာမဟုတ်ဘူးအဲ့ဒီလူတွေရဲ့စိတ်ပါနော်อืมဟာဒီတယောက်ကိုအကူအညီနေဒီတယောက်ကမမှန်ကန်ကန်လုပ်ရဆိုရင်သူ့ရဲ့လောက်အားနှုံးကဟိုဘက်อืมဟုတ်တယ်อืมအတော့နိုင်ငံတွေ့လဲအများနဲ့တက်ဆိုင်တော့ရောက်ရောက်မယ်ဆိုပြီးတော့တွေးလိုက်တာအဲ့ဒီမကွဲပါလေရောอืม ဲ့ဒါပဲကျွန်တော်အဲ့ဒါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ကအဲ့ကြောင့်မို့ကျွန်တော်တို့ဒီမှာကျွန်တော်ဒီနေ့ပြောတဲ့စကားတွေမှာခင်ဗျားတို့စိတ်ထဲမှာဇွန်လုံးဖြစ်တာရရှိမယ်ဒီမှာကွန်မန့်တွေမှာဝင်ရေးပြီးတော့ပြောလို့မေးလို့ရတယ်နောက်တစ်ခုအဲ့ဒါပဲကျွန်တော်ဆိုရင်အခုကြည့်လားဦးတယောက်ချင်းစီကိုတွားပြီးတော့ထိတ်တိတ်မတွေးပဲနဲ့အများနဲ့တက်ဆိုင်သောအရာကိုစဉ်းစားပြီးတော့တွေးပြီးလုတ်တယ်လဲဆိုတော့တချို့မကြိုက်တဲ့သူတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ကိုကျင်တရားနဲ့စိတ်ယူသားမှုက ဘယ်လိုအတိုင်းဓာတ်တွေတွားရဆိုတာဖျောက်သိတယ်ဒုလဟုတ်တခါကျွန်တော်ညုံမဝင်ဖမ်းတာဒုလဟုတ်လေမယားနောက်တောင်မောင်းယုံမလေးအဲအဲကျွန်တော်ပိတ်ဆံမရှိကျွန်တော်မဟုတ်အခုကျွန်တော်ကူညီလိုက်တဲ့အရာကျွန်တော်ဂျေဆုလာဆက်ရမယ့်အရာကျွန်တော်ကူညီပေးတာမဟုတ်ဘူးကျွန်တော်ရခိုင်ချက်ကပါတော့ဟုတ်ပြီကျွန်တော်ကူညီလိုက်ပြီဒီနေ့ချင်းရကိုအဆင်ပြေးလာရင်အခက်ခဲရှိတဲ့လူကိုကူညီနိုင်ရင်ဆက်ကူညီသွားပေးတစ်စက်တစ်စက်နောက်သူသူသူအဲ့လိုမျိုးပြဆိုဒီလိုမျိုးပြောသွားမင်းဒီလိုတွေ့ရင်ငါလိုလိုဒီနောက်တနေ့ချိန်ကြမင်းအဆင်ပြေမင်းရှိမှအခက်ခဲပြီးတော့ အဆင့်ပြန်ကူပြီအဲ့ဒါလက်စစ်ကန်းတယ်လို့ခေါ်ဒါပဲဒါငါ့ကိုငါကစားနိုင်နေနိုင်နေတဲ့အတွက်မင်းကအကျွေးလာပြန်စားဖို့မဟုတ်ဘူးငါ့ကိုပေးရမယ်ဆိုတဲ့အကျွေးမင်းစိတ်ထဲမှာတတ်မှတ်တိုင်ငါ့ထက်ပို့ပြီးအဆင်ပြေလို့မထပ်ကူညီမယ်ဟုတ်တယ်ဒါပဲဖြစ်ရမှာဒါမှခင်ဗျားတို့တူတူကိုးခွေတဲ့ထေရဝါဒဗုဒ္ဓဘာသာဖြစ်ပြီးတော့အဲ့ဒါမှမှန်ကန်ပါအဲ့ဒါမှမှန်ကန်ပါအဲ့ဒါမှမှန်ကန်ပြီးတော့ဟိုကထိတ်ဆုံးမှတတ်ထားတဲ့ခေါင်းတွေအတိုင်းပဲလေစာတမှုတွေရှိကြပါသောဟုတ်တယ်ဒါကတော့ဒီနေ့ကျွန်တော်တို့အပိုင်း ပိုင်းတစ်ပိုင်းပေါ့နော်ပြီးမှနောက်ထပ်အပိုင်းတစ်ပိုင်းထပ်ပြောမှာနောက်ထပ်အပိုင်းတစ်ပိုင်းအဲလေးစားဦးငယ်နောက်ကနေကျွန်တော်ပါလဲဒီနိုင်ငံအတွင်းမှာကျွန်တော်လုပ်နေတဲ့အရာတွေဥမာဟုတ်နှခမ်းဝေးတွေဒါဆိုသူ့ဖားရတော့မဟုတ်ဘူးဘာလဲဆိုကျွန်တော်ခွဲခွဲပြီးပြောမှရမှာอืมခွဲရပြီးတော့ဟုတ်တယ်မလား